မစ်စနော့ကကိုအထင်မြင်သိကြောင်းပြောနေခဲ့လို့လူပြောများနေတဲ့ပိုးချောင်ယူခင်အလမဲလောကမှာထင်ကြီးစရာတစ်ခွက်မှမရှိကြောင်းကိုပေါ်တင်ပြောဆိုနေတဲ့သူကတေးဥဆောင်မင်းသမီးပိုးချောင်ယူခင်မှာခုဆိုရင်တော့ဟိုတော်များများကအလမဲလေးတွေကိုသဘောကျပြီးတော့နေရာပေးလာနေကြပါတယ်ခုဆိုရင်တဲဆူကြီးပါဝင်တေးဥဆောင်တော်တော်များများမှလည်းရုပ်ရှင်လောကတွေကိုရှောင်လန်းနေပါပြီဒါပေမဲ့လည်းအလမဲလောကကိုလုံးဝအထင်မကြီးပဲနှိမ့်ချစကားကိုပြောလာခဲ့တာကတော့ပိုးချောင်ယူခင်ဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းအလမဲလေးတွေလူတွေရှိမှာ တလပပသာနေရပေမယ့်နောက်ကွယ်မှာတော့ရှုပ်ထွေးမှုတွေကအများကြီးပဲဖြစ်ပါတယ်။အလောက်မဲ့တယောက်ဆိုပြီးတော့ပတ်စံလေးအများကြီးရှာနိုင်ဖို့ဆိုတော့လည်းမဖြစ်နိုင်တဲ့အတွက်တထည်ကြီးတွေနားကိုပဲကန့်နေကြရတာပါ။ဒါနဲ့မကောင်ဟိုပေါ်ဒီပေါ်ဝင်စားတွေကိုလည်းဝက်ပြနေရပြီးတော့သရင်ခန္ဓာကိုလှပမှုတွေနဲ့ပြိသက်တွေကိုဆွမ်းဆောင်နေရတာဖြစ်ပါတယ်။ဒါကြောင့်ပိုးကြော်မျိုးခင်ကတော့ထင်ကြီးစရာတစ်ခွဲမှမရှိတဲ့နှာမဲလောကကိုပြတ်တောင်းစွာပြောင်းလာနေတာပါ။ခုဆိုရင်အကိုထွန်းသမီးလေးနှစ်ယောက်ကအလောက်မဲ့လေးတွေကိုသဘောချပြီးသူတို့ကြီးလာရင်အလောက်မဲ့ဖြစ်ချင်တယ်ဆိုပြီးတော့ပြောင်းလာခဲ့ပါတယ်။ ဒါကြောင့်မိဘရင်လိုဖြစ်နေတဲ့ပိုးကြောင်ယူခင်ကတော့သူ့ရဲ့သမီးလေးမြောက်ကိုအင်မတန်ကိုမှရှုပ်ထွေးလာပြီးခန္ဓာကိုယ်ကိုဖော်ပြပြီးမှလှုပ်ရှားနေရတဲ့အလှမယ်လောကကိုမဝင်စေချင်ကြောင်းကိုပြတ်သားစွာပြောလာခဲ့ပါတယ်။ဒီလိုနှမမယ်လို့မဲ့ဆောင်သူမလည်းမျိုးတို့ပညာလမ်းကြောင်းကိုရှောင်းလိုက်ပြီးတော့မင်းမီးတလန့်အဖြစ်နဲ့လောက်တာမှာပုံမျိုးအစ်စ်တန်းရှိတယ်လို့ပြောရတယ်။